အောင်ရဲလေးနဲ့လူမင်းကိုကြော်ပြီးတော့ကျေးမြင့်ဆုံးဒုပညာရှင်စင်းနဲ့ပါလာရမင်းသာကျမတို့ရင် The Celebrity New Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါပြီ။ပရိသတ်ရင်ထဲမှာနေရာယူထားနိုင်တဲ့မင်းသားတွေဟာလက်ရှိချိန်မှာတော့လက်ချိုးရည်လို့ရတဲ့အထိနေပါနေခဲ့ပါပြီ။အနုပညာလောကမှာတော့ကျေးမြင့်ဆုံးမင်းသားမင်းသမီးတွေကလည်းအချင်းချင်းချင်းခါရေရှပြောင်းလဲတွေဖြစ်ပေါ်နေကြတာပါ။ နေတူကတော့အမှုပညာလှူရှားမှုတွေနဲ့ပတ်သက်ကလက်ရှိထိန်တီအောင်မြင်နေဆဲဖြစ်ပါရီကယ်ဒမီစင်ရနဲ့ထိန်တန်းနေရစီရောက်ရှိလာခဲ့တာကြောင့်တိန့်ထောင်တဲ့ချီပေါက်စေးရရှိခဲ့ပါရီကြပြမှာတော့ကျွန်ညာတွေမှာလည်းတစ်ခုဆိုတစ်ခုအောင်မြင်အောင်ရိုက်ပြနိုင်တာကြောင့်ဆွေဆောင်ရမင်းသားဖြစ်တင်စားခြင်းခံလာရပါရီပြည်တီဦးကတော့အမှုပညာလှူရှားမှုတချို့ရနာထားခဲ့သူပါတိုင်းမဲ့လေအကယ်ဒမီယာမှာတော့သူ့အနေနဲ့ထိဆုံးကနေဥဆောင်ထားနိုင်စေဖြစ်ပါရီတကားဆိုတကားထီတီမေမေရိုက်တက်တာကြောင့်ရုပ်ရှင်တစ်ခုအတွက်တိန့်ထောင်တဲ့ချီရရှိနေကြတာဖြစ်ပါရီ မြန်မာနိုင်ငံရဲ့ထေတန်းနုပညာရှင်တွေဇက်လိုက်လို့တည်ကြတဲ့မြင့်မြတ်ကိုပါခြံထားခဲ့လို့မရပါဘူးမြင့်မြတ်ကလည်းရုပ်ရှင်ဆက်ကအတွင်းတိန့်ထောင်ခန်းထီရရှိနေသူပါဒါကြောင့်လည်းတတိယနေရာကနေဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ် စရုပ်ထားနဲ့ပြင်စမနေရာမှာတော့အောင်ရဲလင်းလူမင်းတို့ကကိုဗစ်မတိုင်ခင်ထိရပ်တည်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနေဝင်းတို့လိုမင်းသားသစ်တွေပေါ်လာတာကြောင့် Top 5စီးရင်နေဝင်ဖို့ခက်ခဲလာပါတယ်။နေဝင်းကတော့ Academy စုကိုပါပြီးခဲ့တဲ့နှစ်တွေတွေစုခုထားနိုင်ခဲ့ပါတယ်။ဒါပြင်မှာတော့ရွှေရှင်တကာအတွင်းတင်းထောင်ချီထိတောင်းဆိုလာခဲ့တဲ့စရုပ်ထားနေရာထိလည်းတက်လှမ်းနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။